မင်္ဂလာပါယူနိုက်ဖော်မန်ချန်ကနေချူဆူပါတယ်ချယ်ဆီအတွက်ကတော့ကျွန်တော်တို့လိုအပ်နေခဲ့တဲ့နိုင်ပွဲကိုလက်စတာကို1-0ဆိုတဲ့ရလနဲ့အနိုင်ရပြီးတော့ဖော်ဆောင်နိုင်ခဲ့ပါတယ်ဆိုတော့ကူကယ်ရလာရဲ့တလုံးသေးသောကန်ကျက်နဲ့ကျွန်တော်တို့ကလက်စတာစီးတီးကိုချယ်ဆီကအနိုင်ရခဲ့တာဒီပွဲမှာဆိုရင်ပြောစရာကောင်းတဲ့အချက်တွေကျွန်တော်ရှိပါတယ်ဆိုတော့ထုံးတဲ့နိုင်မဲ့လက်စတာလိုမျိုးအောက်တန်းစင်းဇုံမှာရှိနေတဲ့အသင်းနဲ့ကစားရတဲ့အခါမှာအရာရာဟာချယ်ဆီအတွက်လွယ်ကူခဲ့တယ် ဒါပေမဲ့လို့ကစားမားတွေရဲ့တူးချင်းဆွန်းဆောင်ကြီးကတော့တော်တော်ကိုပြောစရာများခဲ့တဲ့ပွဲပေါ့ဗျာမလူအပ်ဖက်နဲ့ပူပြီးတော့ထင်တာထက်ပိုခက်ခက်ခဲခဲကစားခဲ့ရတဲ့ပွဲခက်ခက်ခဲခဲဆိုတဲ့နေရာမှာတွင်းကူရဖို့အတွက်ပေါ့နော်ကျန်တဲ့နေရာမှာ Leicester City ကိုသူတို့အနေနဲ့ဒါအများကြီးအားသာချက်တည်နေကစားနေနေပေါ့ဗျာအိမ်ဝင်လည်းဖြစ်တယ် Leicester လိုတန်းစင်းစုံကအတင်းလည်းဖြစ်တယ်ဆိုတော့ Chelsea တွက်ကဘာမှန်းကျွန်တော်နေမလူခဲ့ဘူးသူတပြင်းတော့ပေါ့နော်မန်ချက်စတာစီးတီးကပြီးခဲ့တဲ့နေ့မှာရှုံးနိမ့်ထားတယ်ဆိုတော့ ချဲစီကဒီပွဲမှာတော့သူတို့ဒါတော့ဖိုးကိုပြန်ဝင်နိုင်မှုအတွက်မဖြစ်မနေနိုင်မှုကြိုးပမ်းမှာသူတို့အနိုင်ရသွားတယ်ဝမ်းစီဆိုပေးမဲ့လေလို့ပေါ့နော်ဒါပွဲပြီးတဲ့အခါမာရက်စ်ကဘလောက်တော့မှအောင်ပွဲခံနေတယ်လေကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲဟာချဲစီရဲ့နိုင်ပွဲဘလောက်ထိလိုအပ်နေခဲ့တယ်လဲဆိုတာကောင်းကောင်းတွေ့နိုင်တယ်နီးပြားတယောက်တည်းတော့ဖိုးကိုဝင်ဖို့အဓိကထားကြိုးပမ်းနေတဲ့နေရာမှာဒါမျိုးနိုင်ပွဲကပေါ့နော်ရက်လက်ချင်းမြောင်းပေးမဲ့လေလို့အများကြီးကျင်နေစရာလက်စတာရဲ့ဘက်ကတော့ဂျီမီပါရီရဲ့ကျွန်တော်တို့ကကန်ကျက်တစ်လုံးလောက်နဲ့ပေါ့နော် အလွဲလို့ရှိရင်ဒူဒူကြိုက်ကြိုက်အများကြီးမရှိခဲ့ဘူးသူတို့ပြင်ဒီလက်စတာဒီနေပွဲစဉ်မှာကိုဘောက်ကန်တူမူ၃ဂျင်ရတယ်၃ဂျင်စလုံးကိုဘောက်တဲ့တယ်ပေါ့ဗျာဆိုတော့ဒီလိုအပ်တဲ့ကူတော့ကျွန်တော်မရခဲ့ဘူးဗျာရောဘတ်ဆန်ချက်တို့ပါတော့ကျွန်တော်တော်လေးကောင်းသွားတယ်ကန်ကောင်းတာတစ်ခုရှိတယ်တော်သေးတာပေါ့ရောဘတ်ဆန်ချက်နဲ့ပါလေတူစင်တို့လားမှတော်လေးကြောင့်ခေါင်းတိုက်တာဘာနိုင်ကြီးမှန်သွားတာလေအုံကိုဝင်တော့မလို့အဲ့တော့ကန်ကောင်းတာအုံကိုဝင်တော့မလို့မလီဆိုတော့အဲ့လုံကောင်တို့တို့တော့ကန်ကောင်းသွားတယ်ဒါမျိုးလို့ပေါ့နော်ချယ်ဆီဘက်ကကျွန်တော်ကြည့်ကူကယ်ရလာရဲ့ကန်ချက်တစ်လုံးနဲ့တို့ကိုးရတာအဲ့တကူနဲ့ပြီးသွားတာ ကူဂရီလာကန်ချက်ခတ်တော့ကောင်းနေတော့ဒီလာနဲ့ area box ထိတ်ကနေပြီးတော့မင်းဒါလုံးဝ grass cutter လုံးဝကန်သွားတာနော်မီရှယ်ဘွဲကျွန်တော်ကန်သွားတာကန်ချက်ခတ်တော့ကောင်းပါတယ်ဆိုတော့ဒီ Chelsea ကဒီမှာမှာ goal box ကန်သူအချိန်20ထိကျွန်တော်ရတယ်ဗျ9ချိန် goal box တက်ပြီးတော့တကူပဲရတယ်ဒီနေရာမှာပြောစရာရှိတာကကျွန်တော်တခြားကစားမရှိပါထားပါတော့ဗျ Petronedo ရုဆိုလို့ရှိရင်လည်းပဲဒီကနေ့ပြောရရင်တိုက်စစ်နေရာမှာလာကစားသွားတာအရင်ကြီးပေါ့နော်အရင်ကောင်းတဲ့အချိန်မျိုးကျွန်တော်မရှိခဲ့ဘူးဗျာဒီလာတာမန်ပဲဟိုမျော်လင့်တဲ့လောက်ထိမလုံနိုင်ဘူးပေါ့နော် ခရစ်စတိုဘာအန်ဂူကိုလည်းဒီတိုင်းပဲဂျီဒန်ဆန်ဂျိုကလည်းသူ့ကြောင့်ပင်နေဒီတလုံးဖန်တီးပေးနိုင်ခဲ့တာမှန်တယ်သူသူဖန်တီးပေးနိုင်ခဲ့တဲ့ပင်နေဒီတလုံးပေါ့နော်ဒါပေမဲ့ overall performance ကကျွန်တော်တွေးကြည့်ရင်အဲ့လောက်ကြီးကြီးကျင်းနေစရာကောင်းတဲ့ performance တွေပြနိုင်ခဲ့ခြင်းရှိမနေဘူးသူတပြင်းကျွန်တော်ပြောခွင့်ရပြောလို့ပဲ top 4ကိုဝင်ဖို့အတွက်အမှန်ကန်ပြန်ကျိုးပန်းနေတဲ့အတင်တွေကနိုင်ဝဲလူဖို့နိုင်ဝဲလူအပ်နေတဲ့အချိန်မှာဒီညမှာဟိုနေရာတိုင်းကကစားမတွေကကောင်းပြနေမှကျွန်တော်ရမှာ အခုကဂျီရန်ဆန်တူနီနဲ့ပင်နေတီလုံးယူပြီးသွားတာကလွှဲရင်အများကြီးထိရောက်မှုကျွန်တော်မရှိခဲ့ဘူးသူတယောက်ထဲလားဆိုတော့လည်းမဟုတ်ပါဘူးเนาะဝီစလီဖူဖန်နာတို့အများကြီးချိန်ဒီမကောင်းဘူးတာမှန်ပဲအန်ဇိုဖန်နက်စ်နဲ့ကိုင်စီတူကိုတော့ကျွန်တော်သဘောကျတယ်ဒီပွဲမှာဒါပေမဲ့ကိုးပါနဲ့ကိုးပါမာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောစရာတွေဖြစ်လာပြီဘာကြောင့်လဲပေါ့ဒီလားကိုးပါမာဘာဘာကြောင့်လဲပေါ့ဟိုဒီပွဲနဲ့ဆိုလို့ရှိရင်ကိုးပါမာအနေနဲ့နောက်ဆုံးပရီးမီးယားလေး9ပွဲမှာကိုးပါဝင်ပတ်သက်မှုဘာမှရှိမထားဘူး ဂိုးလည်းသွင်းမထားဘူးဖန်တီးမှုလည်းလုပ်မထားဘူးနောက်ဆုံး9ပွဲမှာချက်စီးတွက်ပရီးမီးယားလိနောက်ဆုံး9ပွဲမှာဒါဒါတတော်ကို shock ရတယ်ရပါဘာလို့လဲဆိုတော့ပုံမှန်အပြင်ချက်စီးတိုင်ပတ်နေတဲ့အချိန်မှာတော့မှဆွဲတင်ပေးတဲ့ကစားမကိုကြည့်ရင်ပါမာကိုပဲကျွန်တော်မြင်ကြတာ哦နော်ဒီ Chelsea တိုင်ပတ်နေတဲ့ဟေ့ဒါပေမဲ့နိုင်သွားတယ်ဟေ့ဘယ်သူလဲကိုးပါမှာပဲ Chelsea တိုင်ပတ်နေတဲ့ဟေ့တေးကျသွားတယ်ဟေ့ဘယ်သူလဲကိုးပါမှာပဲဒါမျိုးမြင်နေရတဲ့အချိန်ကနေပြီးတော့ ဥပမာကကျွန်တော်တို့လက်ရှိမှာသူ့ရဲ့ဒါကစားမဘွားတချို့တော်တော်ကိုစူးွားတဲ့ form တစ်ခုကိုသူတွေ့နေရတယ်။ပိုဆိုးတာကဘာလဲဆိုတော့သူ့အတွက်ပြဿနာမဟုတ်တဲ့ penalty ပါသူမဝင်မှုတီပွဲမှာ penalty တလုံးရတဲ့ဆန်ချိုကြောင့်အဲ့ဒီအလုံးကိုကျွန်တော်ကိုပါမှာကန်သွင်းတယ်မဝင်ဘူးဟာမန်ဆန်လုံးဝကာကွယ်သွားတယ်ကာကွယ်သွားတဲ့အလုံးကိုတော်တော်ကိုကောင်းတာဒီနေရာမှာ line မြန်ကြော်ဖမ်းခဲ့သလားဆိုပြီးတော့ chelsea ကစားမတွေဆောရကတက်ပြီးမယ်လေလို့တကယ်တမ်းကပေါ့နော်ဒါကိုသမားကတော်တော်ကိုကောင်းတာကာကွယ်မှုပါဆိုတော့အဲ့လိုမျိုးပြောသေးလား ကွင်းတွင်းမှာဆိုလို့ရှိရင်လည်းပဲအန်ဒီရများတဲ့ကန်ဂျက်တွေမလုံးနိုင်ဘူးကန်ဂျက်တွေလုံးတော့လည်းပဲဘလော့ခံရတာတွေပါနေနဲ့ရှော့ကတော့မှကောင်းကောင်းမရခဲ့ဘူးဗျာဆိုတော့ဂိုးပါမာနဲ့ပတ်သက်လို့ပေါ့နော်ဒီနေရာမှာကြည့်ရတော့မှချယ်ဆီကဘာလဲငါတို့အနာပေးဖို့လိုသလားပေါ့ပေါ့နော်ပွဲထွက်လူစင်းကနေခဏချင်ပြီးတော့အနာပေးရမှာလားဒါအခုလိုပဲသူဒီပွဲလိုမျိုးပဲဗျထပါတော့သူအနေနဲ့ George ကိုလာမသူဘူးဒီထဲ့တယ်ပေါ့ဒုတိယပိုင်းမှာကိုပါမာနဲ့လဲပြီးတော့ဒီလိုမျိုးအနာပေးဖို့လိုသလားဒုတိယပိုင်းနေလူစားပေးဖို့လိုသလားဒါတွေကို အနီးပြမာရက်စကာနီနဲ့ဆန်းစစ်ရမယ်။ဘာကြောင့်လဲဆိုတော့ချက်စီကနီကလိုက်ဂျက်ဆင်တို့ပါတော့မရှိတဲ့တိုက်စစ်ပိုင်းမှာခိုးဖာမာတယောက်ပဲအားကိုးနေရတာ။ဆိုတော့ဖာမာလိုကစားမမျိုးကပါခြေစွမ်းကဒီလိုဖြစ်နေတယ်ဆိုတော့နီးပြအတွက်ကောင်းခဲစရာပါ။ဒါကြောင့်ဗျာတော့ကျွန်တော်တို့ဒီပွဲကတော့ခိုးဖာမာကဒီသူ့ရဲ့ပုံစံကောင်းတွေကိုပြန်မရသေးဘူး။ဒါအပြင်နောက်ဆုံးသွင်းကူနဲ့ဖန်တီးမှုမရှိတာလည်းပရီးမီယာလေး9ပွဲဆက်ဖြစ်နေပြီဆိုတော့စိတ်ပူစရာအချင်းတို့ကျွန်တော်တင်တယ်။ဘာကြောင့်ဒီလိုဖြစ်သွားလဲလို့သဘောမပေါက်ပြီးမဲ့လေလို့ နီးပြဖြစ်သူမာရက်စကာနီနဲ့ကစားမဖြစ်သူရဲ့ performance ကောင်းတွေကိုပြန်ထုတ်သုံးနိုင်ဖို့ဆိုရင်အနာပေးတဲ့အနာပေးလူစားလဲတဲ့လူစားလဲတိုင်းမျိုးတွေပြုလုပ်သင့်တယ်လို့ကျွန်တော်ထင်တယ်ချယ်ဆီဘက်ကတော့ခုနကပြောသလိုပဲဒါလိုအပ်ခဲ့တဲ့သူတို့အတွက်နိုင်ပွဲပါနော်လိုအပ်ခဲ့တဲ့နိုင်ပွဲပါသူတို့ပြင် top 4အတွက် Manchester City ပါလဲဆို Liverpool အသင်းနဲ့ပေါ့နော် ဒီလေဘာဦးတင်းကတေချာတလောက်ရှိသွားပြီးတော့ဒုတိယပြန်မှာအာဆင်နယ်ကလည်းထားပါတော့ဗျာတေချာတလောက်ရှိတယ်ပဲထားအောင်ပေါ့နော်ရှိတေချာတလောက်ရှိတယ်ဆိုလို့ရှိရင်တော့မအဆင့်3နဲ့အဆင့်4အတွက်ဝင်ဖို့ကြိုးပမ်းနေရတာဒါပေမဲ့လို့ဒီရာဒီမှာကန်ကောင်းလို့ရှိရင်အဆင့်5ကအတင်းကလည်းချန်ပီယံစ်ကျွန်တော်ဝင်နိုင်မှာပေါ့နော်တိုးတော်လည်းပဲဒါအဆင့်5ဆိုတာကမတေချာပါဘူးတခြားပြိုင်ဘက် league တွေကဘယ်လိုလာအောင်လဲမသိသေးတော့လေ stop 4ဝင်တာဒီစိတ်ချအောင်ပဲဒီလိုအနေထားမျိုးမှာလိုအပ်တဲ့ပွဲကိုကျွန်တော် Chelsea ကနိုင်သွားတယ်ကိုဂရလာရဲ့ကြီးစုနေပေါ့ဗျာဆိုတော့ ဒီနီးပြမာရက်စကာရဲ့ဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းချယ်ဆီရဲ့ပွဲစဉ်တွေကိုကြည့်ရင်ကျင်းနေဆရာကောင်းကြတယ်လို့ညီကလို့ထင်ကြလားဒါမှမဟုတ်ဆိုလို့ရှိရင်ပေါ့နော်လက်ရှိခိုးဖာမှာခြေသွမ်းပျောက်နေတာနေနဲ့ပတ်သက်ပြီးတော့သူအကောင်းဆုံးပုံစံတွေနဲ့မတွေ့ရတဲ့တာနဲ့ပတ်သက်ပြီးတော့ဘာကြောင့်လို့ထင်ကြလဲဆွေးနွေးကြပါလက်ရှိချယ်ဆီရဲ့အားအနည်းဆုံးနေရာတွေကဘယ်နေရာတွေဖြစ်မယ်လို့မြင်ကြပါလဲအားလုံးကိုကြည့်ကြည့်များကြပါလဲ